ြောတယ်ပြည်သူစစ်မှုသားစက်ကိုလုံအောင်မကိစ္စဖြစ်တယ်။နော်တိုက်ပြီးတိုးတက်မှနော်ဆိုယူဂိုစလာဗီးယားလို့အဲ့မြဆစ်စိတ်ကွဲသွားမှာခုကိုပဲကွဲချင်နေတာကွဲချင်နေတာဒါတွေရအောင်ပြန်ချမယ်။နေရောင်ကြီးလို့စွန့်အိမ်ပြရမယ်။ဒီဒူလူလူအင်အားရှိရမယ်စတောင်ဂါမြန်မာ Lama boga kwe, bai shen lama shiba hei người tận nhà tu vô cái phố tu nhé tuệ cha tu nhé bài ngàn đi tu số muốn nền gì chuyện tê đô mang nhau đó ta cả không lô hê ta về mẹ quê cả quê quê cả quê quê chi quê trẻ quê đâu 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 hê ta về mẹ quê gà quê, quê sin tin 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 oh hey la da la 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 da da la 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 ဘူးလလာဆိုပြီးတကောင်ကပြီးတော့မဲဆွေနေရဖြစ်ပါတယ်။မင်းဘွားကမဟုတ်နောက်ကျရင်အိမ်ပဲချွတ်ပြီးလမ်းပေါ်ဒီတိုက်ဆွဲခဲ့မှာကော။အေးတောက်ကြီးရမယ်။ NLD လက်ထံမှာမဲဆွေကာလာမှာတမျိုးလုံးတနိုင်ငံလုံးရဲရဲတောက်ပြီးတော့လုံးဝကူမှာတောင်ပြူကမ်းပြူနိုင်ခဲ့ပြီးဘသူမှပတ်စံ6800ပြီးခေါ်ရမလို့ဆိုတာကတော့တက်တည်ပြပြီးတော့လက်ရှိကြီးမှာကတော့6800ပြီးပြီးတော့ရသလောက်လူလေးတွေစုပြီးတော့ကခိုင်းနေတဲ့ အသက်ကြီးကြီးသူတွေနဲ့ကလေးတွေပဲရှိရဆိုတော့မြတ်ဘွားတင်မြင်နေရတာဖြစ်ပါတယ်။ဒိန်းဘက်ကတော့ကောင်းနေဗျာအဖအစီညာမြစ်တန်နဲ့အာတကီမန်နီအဖရေကျေးဇူးပါ။โอเคဒိန်းဘက်ကတော့ကောင်းနေဗျာအဖအစီညာမြစ်တန်နဲ့အာတကီမန်နီအဖရေကျေးဇူးပါ။โอเคကျေးဇူးပါโอเค ော်လမ်မျိုးတွေအားလုံးပဲဘဝဝဘေးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေ reaction တို့သွားပြီးမှတော့ယနေ့ဝင်ပါလာ၈ရက်နေ့စနေနေ့ရမနက်ပိုင်းတင်အောင်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်လမ်မျိုးအားလုံးပဲအဆုံးနှိချဖြစ်ဖို့ဒီနိုင်မျိုးထပ်မံတောင်းဆိုလိုက်ပါတယ် browser အနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတမမတရားပြင်သိမ့်ပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့1942ရက်ဒီနေ့ဖြစ်ပါတယ်မနိုင်ငံတော်ဝန်တရက်တာတွင် စစ်ကောင်စီကစစ်ခွေးသေးဆုံးမှုဆင်းရင်မှာတော့ကင်းမီနယ်ကော့ဂရိတ်မြို့မှာတော့45ကောင်၊ချင်းမီနယ်ကြီးကျိန်မြို့မှာအကောင်40မကွေးတိုင်းကံမမြို့မှာ9ကောင်နဲ့တော်လိုင်းရဲဘော်2ဦးကတော့စစ်မကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်။သကိုင်းတိုင်းကုလင်မြို့နယ်မှာတော့6ကောင်၊သကိုင်းတိုင်း6ဦးမြို့မှာ2ကောင်နဲ့ဒီဒီတည်ဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့ပြည်တွင်းအခြေအနေများအရဒေချောင်းစွန့်ရင်အရင်မြင်မရှိမဖြစ်လိုအပ်တယ်ဟုဆိုပြီးတော့စစ်တပ်ဟာ Y8 လေယာဉ်2စီးနဲ့ MI38 လေယာဉ်3စီးစုစုပေါင်း5စီးကို ထက်မှန်အင်အားဖြည့်လိုက်ပြီးတော့စစ်တပ်ကအရေးတာနေပြီးလို့လဲမင်းအောင်လိုင်ကထပြီးတော့ရွေးကြော်နေရတယ်တွေ့နေရပါတယ်မြန်မာနိုင်ငံမှာဤတွင်ချီနေတွေများအရလေချောင်းစွန့်တွေကလုံအောင်ကိုလိုအပ်နေရဖြစ်ပြီးအဲ့ဒီလေချောင်းစွန့်ရင်ရှိမှလားလက်ရှိအာဏာကိုထိန်းသိမ်းနိုင်မယ်ဆိုတော့လဲမင်းအောင်လိုင်တယောက်ကောင်းကောင်းသဘောပေါက်နေဖြစ်ပါတယ်ဦးစစ်ကိုရီအကုန်လုံးပို့သူများအကုန်လုံးဟာဘလို့မှမတိုးနိုင်ပဲပေါ်ရီပြက်နေရတယ်သူကိုယ်တိုင်ဝန်ခံနေတဲ့သဘောတရားလည်းဖြစ်ပါတယ်နိုင်ငံတကာတွင်ဖြစ်ပေါ်နေတဲ့ပြည်ပကများသာမကဤတွင်မှာဖြစ်ပေါ်ကြုံတွေ့နေခဲ့ရတဲ့ချီနေရဲ့မြန်မာလဲလိန်ရင်ရဟတ်ရင်များနဲ့ဒုံးနဲ့ UAV များပါဝင် လေချောင်းစွန့်ရင်းများအရှိန်ဖြစ်လိုအပ်လာသည်ကိုတွေ့ရှိရရောက်တဲ့နိုင်ငံသီးသီးကလေတက်ပေါင်ဝင်လေချောင်းစွန့်အားထုတ်လုပ်ဖြန့်ကျက်ပေးတဲ့တပ်ဖွဲ့မျိုးမျိုးကိုအင်အားတိုးတက်ရုံသာမကကိမီအစီအမင်းစီရန်အတွက်ပါတက်စွမ်းသမျှတူပန်းလှုပ်ဆောင်နေကြကြောင်းမင်းအောင်နိုင်ငံပြောဆိုထားတယ်တွေ့ရှိရပါတယ်။ဒါမှမဟုတ်ဒါကတော့တကယ်တော့ပြည်သူတွေကိုဘုံကျက်ဖို့အတွက်လိမ်မယ်နေထမှန်ပြီးတော့ဟိုရင်ထားလဲဖြစ်ပါတယ်။ပြည်သူတွေရဲ့အခွန်တုပ်တွေနဲ့နောက်တစ်ခုအနေနဲ့ကတော့အလင်းပေးရေပေးနဲ့မျိုးမျိုးသောဘေးအန္တရာယ်မျိုးစုံတွေအပကနေလူတက်မှုတွေပြည်သူတွေကနေပြီးတော့ထောက်ပံ့မှုတွေ သရှိတဲ့ငွေတွေကုန်လုံးကိုအိမ်ထဲမှာအသုံးပြုပေးနေ။ကိုယ့်ရဲ့ကိုကျိုးစီးပွားနဲ့ကိုယ့်ရဲ့အာနာဒီမျက်ပူတွေ့တာမင်းအောင်နေကောင်ဒီเจ้าတွေကိုအင်အားဖြည့်တင်းနေရလဲ။မျက်ဝါးထင်နေမြင်နေရလဲဖြစ်ပါတယ်။ဘလို့ပဲဒီเจ้าတွေကိုအင်အားဖြည့်တင်းနေဒိမြန်เจ้าန်သာနိုင်ရမယ်ဆိုရင်မင်းအောင်နေကောင်နိုင်နေတာကြာပြီဆိုတော့ကျွန်တော်တို့တော်လန်ရဲဘော်တွေရဲ့စိတ်ထဲနဲ့စွန့်အားကနေပြီးတော့နေရာမှာတက်တည်ပြနေရလဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ရန်ကုန်မြို့မှာ NLD ပါတီရဲ့ဥပဒေကြံပြီးရှင်းနေဥက္ကဋ္ဌတစ်ဖြက်ခံရမှုမှာအဓိကကြိုးကင်သူ ရခိုင်ဖြစ်တန်တရာရှိခံရသူလည်းဖြစ်ပြီးမြေအောင်လိုင်းရဲ့ကိုရေးအရာရှိအောင်လင်းစော်ထွန်းကတော့မိုင်းဖြက်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှောင်းဖြစ်ကြံ့ဖို့ပါတီကနေကိုစားပြုပြီး2025ရွေးကောက်ပွဲကိုဝင်ရောက်ရှိမယ်ဆိုတော့လည်းသိရှိရပါတယ်မြေအောင်လိုင်းရဲ့ကိုရေးအရာရှိအောင်လည်းဖြစ်2025ရွေးကောက်ပွဲမှာ2020ရွေးကောက်ပွဲတို့မှာမိုင်းဖြက်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှောင်းဖြစ်နိုင်ရရှိခဲ့သူလင်းစော်ထွန်းမှာယခုလာမဲ့2025ရွေးကောက်ပွဲမှာလည်းကြံ့ဖို့ပါတီကိုကိုစားပြုပြီးမိုင်းဖြက်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှောင်းဖြစ်ဝင်ရောက်ရှင်ပြန်လာလဲဖြစ်ပါတယ် င်းစောထွန်းဟာဘာပသားရဲ့အမာခံကြောက်တိုင်ဖြစ်ပြီးတော့ဘာပသားနဲ့မြို့သားကြီးအစွန်းရောက်များကိုနောက်ကွယ်ပါလိုအပ်သလိုငွေကြေးထောက်ပံ့နေတဲ့အမျိုးဖော်လိုသောထောက်တိုင်ထောက်ပံ့သူဖြစ်ကြောင်းလဲကြန့်ခိုင်ပါတီသတင်းမြေတွေကထောက်ရှာရနေထားရသိရပါတယ်။ရှင်းနေဦးကနီလောက်ကြံတဲ့ဖက်မှာလဲလင်းစောထွန်းဟာအဓိကကြိုးကန်သူများတဦးတည်းပါဝင်ဖြစ်တော်လဲမိတိအရေးဟုမှမခံရပဲလက်ရှိချိန်ကြီးလွတ်မြောက်နေစေပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုကောင်းတွေကိုတော်လိုင်းကလာဖြစ်တော်လိုင်းပြီးကလာမှာဖြစ်ဖြစ်ဘုံမောက်မှာအပြစ်ပေးဖို့အတွက်တော်လိုင်းပြီးသူတွေရော တော်လန်ရဲဘော်တွေအလုံးကြိုးစားမနေထားလည်းဖြစ်ပါတယ်ဟုတ်လားဟိုနေရောင်နဲ့လရောင်နဲ့ကတချို့ကပြောတာပေါ့နော်နေရောင်ရက်ပူပြင်းတယ်ပေါ့လရောင်အေးမြတယ်ပေါ့ဒါကြောင့်တော်စုကသူတင်ထားတဲ့မြေကိုလရောင်တော်လို့ဘာလို့နာမည်ပေးတာပေါ့သူကအေးမြတယ်ပေါ့ဟာအမေရဲ့အရေးဟာအေးမြတယ်လရောင်လိုပဲပါညာတကယ်တော့လရောင်ကညာသူများရဲ့တစ်စိတ်ကလေးအောင်ပေးတာနေဆိုတာ ကိုပိုင်လေးအောင်ရှိတယ်နေဆိုတာပူပြင်းတယ်ဒါပေမဲ့တီးနှံ့နေဖြစ်ထွန်းတယ်စပားတွေဖြစ်တယ်လူတွေကိုကြမ်းပါသေးတယ်ဟုတ်လားဆိုလာအင်နာဂျီတွေပါရရစီတယ်ပူရာပူရာပဲဒါပေမဲ့သူ့မှာစွမ်းအင်တွေအများကြီးပေးနိုင်တယ်စပားတွေကိုဖြစ်ထွန်းစေတယ်တီးနှံ့တွေကိုဖြစ်ထွန်းစေတယ်လာရောက်မှာဘာဘာဘာအပြုရှိလဲအေးမြတာလေးတခုပဲရှိတယ်နော်လူတွေကအဲ့ဒါကိုအယူအမှတ်မှားနေတာဒါကိုယူဆွဲယူပြီးတော့ပါတို့ကလာရောက်လဲတူပါတယ် အဖြစ်တယ်ညက်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့နေအောင်မယ်အပူပေးမယ်အလင်းအောင်ပေးမယ်တီးနံနေဖြစ်ထုံးစေမယ်အလင်းအောင်နေရမရတော့မသိဘူးအပူကတော့ပြည်သူတွေကတော့ပူလောင်းနေတော့သေးကြတယ်အင်ဂျီတိုးတက်အောင်လုပ်မယ်စကလုံးလှလာလေးနဲ့လာရောက်တော့ဒီပါရမလုပ်ဘူးကပြပြဖဲချမယ်နော်တိုင်းပြည်လည်းစီလုံးညင်ညောအောင်လုပ်မယ်တိုင်းပြည်ဘောပျော်စီးပျော်စီးသွားလို့လို့မရဘူး တာ1980ခုနှစ်ကယူကိုစလာဗီးယားဆိုတာတကယ်ဆိုရှယ်လစ်နိုင်ငံကြီးအဲ့ဒါအချင်းချင်းခြားပြီးတော့ပြိုကွဲကုန်တာတမရောမထိန်နိုင်တဲ့ခါကျတော့ပြိုကွဲသွားတာ၈နိုင်ငံကွဲသွားတယ်နော်ဟိုဒီနီဂရိုတို့ဟုတ်လားဆလိုဗီးနီးယားတို့ခရိုအေးရှားတို့ဆာဗီးယားတို့ဘော့စနီးယားတို့မက်ဆီဒိုနီးယားတို့ခင်ဗျအဲ့ဒါတွေအကုန်လုံးကွဲကုန်တာအဲ့ဒါတမရောအင်အားရှိနေသွားလို့အကုန်လုံးကွဲပြဲကုန်တာနော်တိုင်းပြည်ရဲ့စစ်စိတ်ကွဲသွား ဲ့လိုမျိုးဖြစ်အောင်လုပ်လို့မရဘူးတချို့ကပြောတယ်အာပြည်သူစစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ဘယ်ပါတီကကျွန်တော်တို့ကပြောတယ်ပြည်သူစစ်မှုထမ်းစက်ကိုလောက်အောင်ကိစ္စဖြစ်တယ်နော်တိုက်ပြီးတိုးတက်မှနောက်ဆိုယူဂိုစလာဗီးယားလိုအဲ့မြဆစ်စိတ်ကွဲသွားမှာခုကိုပဲကွဲချင်းနေကွဲချင်းနေဒါတွေရောက်ပြန်ချမှာနေရောင်ကြီးလို့စွန့်အိမ်ပြရမှာဒီလူလူတို့အင်အားရှိရမှာစတောင်ဂါမြန်မာ ပို့ပြီးတော့ကြမ်းမှကြန့်ခိုင်တဲ့ပို့ပြီးတန်ပါတဲ့တိုင်းပြည်ဖြစ်အောင်ကျွန်တော်လုပ်မှာ음လက်ရှိချင်းနေကြည့်ရတော့เนาะဒီကောင်တွေကမေဆုကိုထဲထည့်ထားလိုက်အကြောက်တည်းကဘလောက်ရှိတယ်ဆိုနေ့စဉ်နဲ့မြန်မေဆုမကောင်းကြောင်းပြောဖို့ပဲနေ့စဉ်စဉ်းစားနေကောင်တွေဖြစ်ပါတယ်တို့ကိုပိုင်နေအောင်ကြီးကလင်းအောင်ထွက်လာမထွက်လာမသိဘူးအပူတွေပေးနေတော့အသေးကြပါပဲအခုကြည်ချင်းအဖြစ်ဒီကောင်တွေဒါတက်ပြီးတော့အုပ်ချုပ်မယ်ဆိုမြန်မာနိုင်ငံအနေထားဘလောက်လို့ဆိုပါမလဲဆိုတွေးရှိရမှာဖြစ်ပြီးတော့စစ်မှုထမ်းဥပဒေအရလည်းဘလောက်ထိတောင်ကြာရှည်ပြီးတော့ပြည်သူတွေအနေနဲ့ငတ်မှုခေါင်းပါနေတဲ့ကြားတဲ့စစ်မှုထမ်းဥပဒေရောပါပါတဲ့ကိုယ့်ရဲ့သားသမီးတွေကြောင့် တကြီးရွယ်ကိုမိဘတွေအနေနဲ့ဘလောက်ထင်များဆုံးရှုံးမှုမျောင်းမလဲဆိုတွေ့မှာဖြစ်ပါတယ်ဒါကြောင့်ဒီကိုမတွန်းလာနိုင်ဘူးဆိုရင်တော့တတတမဟုတ်ပဲနဲ့ဘဝတတတအောက်ကလေးတွေပြည်စင်မျိုးသက်တီပါဘုံဘဝရောက်မှာတော့သိကြပါပဲနောက်တဲ့တဲ့ဘုံအနေနဲ့ကတော့အားလုံးဒီတဲ့အတိုင်းပဲအမှုပညာရှင်တွေကိုခေါင်းဆောင်နေတဲ့ငိမ့်တော်နဲ့ငိမ့်ညံတို့ကလက်ရှိချိန်မှာကတော့အလုံးမရှိဘူးဆိုပြီးတော့သူတို့ရဲ့ဘုံမဘက်ကတင်ပြမှုရခင်ရနေပြီးတော့မြို့နယ်ရှိမှုနဲ့မှာပွဲတွေကိုမဲဆွယ်စည်းရုံးကြီးစတင်တဲ့ခါမှာငိမ့်တော်နဲ့ငိမ့်ညံတို့ကိုပွဲတွေဖြစ်ဝင်ရောက်ထည့်ပြီးတော့ ငွေကြေးပေးပြီးထောက်ပံ့ထားတယ်တွေ့ရှိနေရပါတယ်။ဘက်ကလည်းငွေကြေးပြီးထောက်ပံ့တယ်လို့ဘောမှနှစ်ကောင်ကလည်းအားရပါရနေပြပြောရှင်ပွဲတွေကရင်နဲ့ပြည်သူတွေကိုအခုလိုမျိုးဝါဒဖြန့်ဝေလုပ်နေရအောင်လည်းမျက်မှောက်တင်မြင်မှာဖြစ်ပါတယ်။ဒါလာမသိဘူး ပြည်လာနှုတ်ဆက်သွားတယ်ဗဟုကင်းမှပြန်ဆုံးမယ်တဲ့ဝရဲစိတ်ကြီးဝရဲတက်ကြီးနေမနဲ့ပဝဲစိတ်ကြီးဒီနေ့ငါဟိုလာတော့မကဲနေဘူးပဝဲစိတ်ကြီးညာဝရဲတက်ကြီးဟိုဝရဲတက်ကြီးဝရဲစိတ်ကြီးကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဂျိမ်းဘောက်ကတော့ကောင်းနေဗျာအဖားရဲ့စီညာမြစ်တာနဲ့အာတကီမန်နီအဖားရဲ့ကျေးဇူးပါโอเคအဖားရဲ့စီညာမြစ်တာလေးတွေပါထည့်ပြီးတော့ ဘောလေးရပြေးမလာရသေးရနော်ဘောလေးမလာရမှာနေသာထိုင်သာရှိတာဗာဒီကောင်တွေကတော့အဲဒီလိုဘောမတွေကိုလုံးအစ်ပြီးလုံးပြည့်တဲ့ချင်းတွေရောက်လာနေကြရင်တော့ဒီကောင်တွေကိုဘယ်မလို့တင်မှုဆိုတော့ဒီနေရာပဲထပ်မံတည်ပြေးခြင်းပါတယ်နောက်တဲ့သတင်းပုံနေနဲ့ကတော့နိုဝင်ဘာလ9ရက်မှာကြောက်ရောက်တဲ့ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့လက်ဆောင်ဆိုပြီးတော့မင်းအောင်လိုင်းကနေပြီးတော့ဘုန်းကြီးသွားကြတာအရသာရှိရလားဆိုပြီးတော့တစင်ဦးကနေပြီးတော့အားရပါရနဲ့မိကုန်းထုတ်ထားလဲတွေ့မြင်ရပါတယ်အဲ့လိုပဲမိုးကုန်းမျိုးအနောက်ဘက်ကကြက်ပြင်းပင့်ကူတောင် ဒေါ်နန်းကြီးတောင်ပေါ်ကနေတမျိုးလုံးတံပိုးတွေကြီးနေပြီးဘသူတွေတီးဖို့လှုံ့ဆော်နေလဲဆိုတာကိုလည်းသူတို့ရဲ့ Telegram channel ကနေပြီးတော့စစ်ခွေးတွေကိုပို့လိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်အခုလိုမျိုးလိုင်းပေါ်ကနေလှုံ့ဆော်နေတဲ့တော်လန်ပြည်သူတွေနေသူ့ရဲ့ view ဆက်ရမယ့်ခြေနေဖြစ်တဲ့ဆိုတော့လည်းဒီနေရာကနေပြီးတော့ထပ်မံအသီးပေးကြပါရစေ။အကြကြအကြကြ။อืมဘာထူးသေးလဲကွာဟင်ဟော။အော်ဘာမိုးပြန်စီမံကိန်းစပြီ။ဩမိုးပြန်အမြန်လန်းစီမံကိန်းအေးကောင်းနေကောင်းနေကောင်းနေငါအဲ့ဒါကိုလှုပ်ချင်နေတာကွာငါလည်းထွင်နေတာလေကွာမင်းသိရတဲ့ လျက်စေးရရမရရငါလုတ်ကိုလုတ်ရမှာငါလုတ်ချင်တာကိုအေးကွာမိုးပြန်စီမံကိန်းအဆင်မပြေတော့လဲမိုးပြန်ဘူပေါင်းရောင်းရတာပေါ့ကွာဟုတ်တယ်ဟုတ်တယ်ဗျပွဲလေးမှရောင်းလို့ရတယ်အေးကောင်းတယ်ကောင်းတယ်မိုးပြန်နေတဲ့မအားလာကဲတီထွင်နေပြီဗျာကြီထွင်နေပြီနိုင်ငံတော်အာဏာကိုမတရားသိမ်းပြီးစစ်အာဏာကိုမတရားသိမ်းပြီးတဲ့က အဲသူ့ကိုကိုတီထွင်ပါတကူဖိုးစိတ်ဖြူလိုလိုဘာလိုလိုနဲ့ဆန့်တက်တီထွင်နေလိုက်တာဟိုးအေးမြေအောင်ယထာတွေရောအဆုံးနေတာပဲဗျာအကုန်လုံးဘက်ထရီသမောတွေရောဘာတွေရောတီထွင်နေတာကအဲငြိမ်သွားတာတော်တော်ကြာသွားပြီအခုတော့ပြန်ပြီးတော့တကြောပြန်စီမံကိန်းပြန်ပေါ်လာပါပြီဗျာအဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ရန်ကုန်မိုးပြန်အမြန်လန်းတဲ့မြို့တော်အပြင်ပလန်းဆိုတဲ့စီမံကိန်းကြီး အဲမကြခင်စတင်တော့မယ်ပေါ့ဗျာအာကိုတာတော့ထုံးစံအတိုင်းဖေဖေပောက်ဖော်ကြီးကိုအာကိုထားတာဖေဖေပောက်ဖော်ကြီးကိုအာကိုပြီးတော့ဒီစီမံကိန်းကိုစမှာပြောချင်တာကတော့မြန်မာပြည်ရဲ့လက်ရှိအခြေအနေကဘယ်လိုအခြေအနေလဲဆိုတာကိုလက်တွေ့ကြကြတိပါလျက်နဲ့ကိုလှုပ်ချင်တဲ့စိတ်ကူးအတိုင်းထထလှုပ်တဲ့ခါတွေအဲရုရှားတော်တော်လဲထုံးစံအတိုင်းဓာတ်ပေါင်းဖို့ကျူကျူဓာတ်ပေါင်းဖို့ ယူကလီးယားဓာတ်ပေါင်းဖို့လှုပ်ချင်တာလှုပ်ချင်တာအဲအတရုတ်ပြည်သွားပြန်တော့လေတခါပြန်လာတော့လေအဲဟိုမိုးပြန်လာလို့မြေရှိုးလာလို့လို့ကောင်းငင်တက်မှာလို့လို့စီမံကိန်းမျိုးစုံပေါ်ဗျာခေါင်းစဉ်တက်ပြီးစလာပြန်ပြီဗျာကဲအဲ့ဒီတော့ပြောချင်တာကလက်တလောထွင်ညင်တာထွင်ညင်တာသူ့ကိုယ်ကိုတကယ်ကိုတီထွင်ပါတယ်ကူဖိုးစိတ်ဖြူလို့လို့ခံယူထားတဲ့ဒီပုကွာကွာတပူပူ မျိုးစုံပေါ့ဗျာခေါ်ချင်နိုင်ခေါ်ကျွန်တော်ကခေါ်ရတော့ပူတူတူလေးရတော့တကယ်ကိုစမ်းသက်တီထွင်နေပါပြီဗျာမြန်မာနိုင်ငံရဲ့လျှက်စစ်ခြေနေကိုလည်းအားလုံးသိကြတဲ့အတိုင်းပါပဲနော်24နိုင်မှာနိုင်20လောက်ကပြက်ပြီး4နိုင်လောက်ကမှိတ်တုပ်မှိတ်တုပ်ဖြစ်နေတယ်ခရမ်းညင်သည့်အခြေအနေမှာလှုပ်ချင်လိုက်တဲ့လျှက်စစ်စီမံကိန်းတွေကလည်းအများကြီးပါပဲပြောကြည့်လို့ရှိရင်ဗျာစီမံကိန်းစီမံကိန်းခေါင်းစဉ်တွေသာတတ်တာ နိုင်ငံတော်ကြီးကိုဘယ်လိုလုပ်ပါပြီဆိုတာကခေါင်းစဉ်သာတက်တာတကယ်လှုပ်ချင်တာကပြည်လန်းကျွန်တော်တို့ထင်တာကတော့မိုးပြန်ပြည်လန်းပေါ်ဗျာပြေးစရာလည်းတဖြည်းဖြည်းပေါ်လာပြီးထွက်ပေါက်တရားလည်းဖြည်းဖြည်းပိတ်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 သူတို့မှပြေးစရာနေရာကမရှိတဲ့ခါကြတော့အခုဟာကြတော့ရုရှားလည်းပြေးရမလို့လို့တရုတ်ပြည်ပဲပြေးရမလို့လို့နောက်ဆုံးအခုအကြံဉာဏ်ကတော့မိုးပြန်ပြည်လန်းဖြစ်ပါတယ်ဗျာ မြမာတွေရဲ့ဒဇောင်တိုင်လရောက်ပြီဆိုတာနဲ့အဲတချင်းတန်လေးတွေမျိုးကြီးဗျာဘုံကထိန်ဘုံကထိန်ဘုံကထိန်လှဲလို့လာပြီဆိုတာမြမာတို့ရဲ့တကယ်ယဉ်ကျေးမှုထုံနှန်းစင်လာကုသိုလ်ပါဝင်တဲ့ပွဲတစ်ခုပေါ်ပါဗျာအကထိန်ရာဒီပေါ့ဗျာအဲ့တော့ကထိန်နေခင်းကြတယ်ဘုံကြောင်းနေမှာကောင်းမှုကုသိုလ်တွေလှုပ်ကြတယ်လူတွေကအာလုံးထွက်ပြီးတော့ပျော်ပွဲရွှင်ပွဲတွေပေါ့နော်ပျော်ပျော်ပါပါနဲ့ကထိန်ပရိသာပင်တွေလှဲကြတယ်ပျော်ပွဲရွှင်ပွဲတွေလှုပ်ကြတဲ့အချိန်ဗျအင်မတန်ပျော်ဖို့ကောင်းတဲ့အချိန် အဲအဲ့လိုအချိန်မှမှမဖြစ်မနေပဲဖြစ်ဖြစ်အတင်းဖီအားကြောင့်ပဲဖြစ်ဖြစ်ကထိန်ပရိသတ်ပင်ဒီကိုအစိုးရအဖွဲ့တွေကခင်းကြရတယ်ဗျဘယ်ဝင်ကြီးဌာနတော့ဘလို့ဘယ်ဝင်ကြီးဌာနဘလို့ဆိုပြီးခင်းကြတဲ့အချိန်မှာအဲလာပါပြီဗျပုတုတူလေးရဲ့စစ်အာဏာရှင်ရဲ့တပည့်ကျော်တွေလုတဲ့ကထိန်ရတမူထူးခြားစွာနဲ့ပေါ်လာပါတယ်ဗျပြည်သူကိုအတင်းကြောက်အောင်ခြောက်လှန့်နေတဲ့သူတွေက တောင်းလျှောက်အကြောက်တရားအကြောက်တရားပေါ့ဗျာမကြောက်ကြအောင်ခြောက်ချားနေတဲ့လူတွေက ခြောက်နေတဲ့လူတွေကအခုသူတို့အလှဲ့ကြတော့လေအမတန်ကို ကြောက်တယ်ဗျာဘာလဲဆိုတဲ့အခါကျတော့ဘိမျိုးကနာမခကံယူရန်တိုင်းစစ်ထာနာချုပ်ကလှုပ်တဲ့ကထိတ်မှာထူးထူးခြားခြားပရိသာပင်တိုင်းနောက်မှာဂျံပါကြီးရလဲပါလာသေးတယ်ဗျာပြောချင်တာဗျာတော်လိုင်းအဖွဲစည်းတွေကအဲသူတို့ပရိသာပင်လှဲ့နေတဲ့ချိန်မှာ drone နဲ့ကျဲမာတယ် LNG နဲ့ပစ်မာတယ်ဒါမျိုးတွေပါအထူးသဖြင့်တော့ drone ပေါ့ဗျာ drone ကိုကြောက်ကြတဲ့ဟာဖြစ်လာတော့အခုနောက်ပိုင်းဦးမြင့်စွေကြီးသေပြီးမသာလှဲ့တာတောင်မှဂျန်ပါကြီးခံပြီးလှဲ့တဲ့နေထားကနေအခုဆိုလို့ရင်ထက်တူးကထိန်ခင်းတာတောင်ဂျန်ပါကြီးကပါလာပြီဗျာအဲဒါကြောင့်တော်တော်များများတောင် ပြောကြပါတယ်ဂျန်ပါကထိန်ကြီးဘုံကြီးကြောင့်များလူမလားမသိဘူးဆိုတဲ့ဟာကြီးပေါ်လာပြီဗျာတကယ်ကိုအကြောက်တရားနဲ့ခြောက်ချနေတဲ့သူတွေပါပဲ။ ပြည်သူကိုမျိုးမျိုးနှိပ်စက်တဲ့လူတွေကပြည်သူကိုတက်ဖြတ်နေတဲ့လူတွေက သူတို့အလှဲ့ကြရင်တောင်မှ ကောင်းမှုကုသိုလ်လှုပ်တာတောင်မှအကြောက်တရားနဲ့အကာအကွယ်နဲ့ကျွန်တော်တင်ပါတယ်ဂျမ်းမာတွေမဟုတ်တော့ပါဘူးဗျာပါလာတဲ့အရာရှိတွေလည်းကြီးကားတွေပါဝတ်ထားမဲ့သဘောရှိပါတယ်ဘုံဝင်ကြောင်းမှာလည်းဖြစ်နိုင်လို့ရှင်တကြောင်လုံးတောင်ကြီးကားနဲ့ဂျမ်းမာနဲ့ထောင်ပြီးတောင် နေမဲ့သဘောပါပဲဗျာ ကောင်းမှုကုသိုလ်လှုပ်တာတောင်မှစိမ့်ဖြောင်းဖြောင်းမလှုပ်နိုင်တဲ့သူတို့ရဲ့အကြောက်တရားအကုသိုလ်အကျိုးပေးကကထိန်ရာဒီမှာလဲဂျန်ပါင်းနဲ့ပါပဲဗျာဘာဘူးကြီးရဲ့တပည့်ကျော်တွေထဲမှာဝင်ပြုတ်ချီးတုပ်ကြီးတွေထဲမှာထူးထူးခြားခြားနေရာပေးခံရတဲ့မောင်ညိုစောကတော့ဂျန်ခံရီအသည်မှာသူတောင်းဝင် ကြပြီးအမတ်လောင်းပြန်ရမယ့်နေရာက ကိုကိုကျွန်းပါတယ်ဗျာကိုကိုကျွန်းပါ ပြောကျင်တာတော့လွတ်ရကျွတ်ရမှာတရားဥထဲသွားပြိုင်တာပါပဲဗျာအဲဒါပေမဲ့ तू ပြိုင်ဖို့အတွက်ကလည်းဘယ်သူမှမရှိသလို तू ကိုထောက်ခံမဲ့လူကလည်းဘလောက်ရှိမှမမသိတဲ့ခါကြတော့အဲအခုဆိုလို့ရှိရင်မောင်ညူစောကြီးရဲ့သားသမီးတွေကုမ္ပဏီတွေကဝန်ထမ်းတွေကိုဇေငိမ့်ဇေငိမ့်စားစီတောက်စီငိမ့်လာကားတွေလည်းပေးအကုန်လုံးပေးပြီးတော့ကိုကိုကျွန်းကိုပို့လိုက်ပါပြီတဲ့ဗျာ ဘာလို့လဲဆိုတဲ့ခါကျအင်အားပြဖို့ပေါ့လေသူ့ဖေဖေကြီးကိုညိုစောကြီးကိုဝိုင်းပြီးထောက်ခံဖို့အင်အားပြဖို့음ကိုညိုစောကိုညိုစောကိုညိုစောဆိုပြီးအော်ဖို့ပေါ့ဗျာကိုကိုကျွန်းမှာလူကလည်းမရှိဘူးဟိုအဲ့လိုချီနေမျိုးမှာအဲ့လိုဖြစ်ဖို့အတွက်ကြံဖန်ပြီးတော့ကိုဖန်တီးယူရတာပေါ့ဗျာတနည်းပြောရလို့ရှိရင်သူတို့အရက်နဲ့သူတို့ဇက်ကတော့ကွက်တီကိုရုပ်ရှင်ရိုက်ထားပါတယ်ဗျာ ီကြတဲ့ရန်ကုန်မှာမိုးကတအားများတယ်ဗျ။အဲမိုးများတဲ့အချိန်မှာ လုံးဝကြမ်းခံရေးကအုံနောက်တားကောင်းတယ်ဗျာ။ပြည်သူအတွက်ဆိုပြီးတော့ကြမ်းခံရေးဝစ်စုံတွေပါတီဝစ်စုံတွေဝစ်ပြီးတော့ မြောင်းနေစင်းပါလေရောဗျာမြောင်းနေစင်းပါလေရောဗျာလူကလှိန်ကဝက်ခါဝုံးကနဲ့ဝါဗျာဂုံဂုံကွက်ကွက်ဒီနဲ့အဲဒါပေမဲ့အိမ်လေးရတော့ပေါ်အောင်ပေါ်ထားသေးတယ်စိမ့်အောင်အိမ်လေးရတော့တကယ်ကိုပြည်သူတွေအားကျိုးမှန်တဲ့မြောင်းနေပေါ်ပြနေတာအခုလိုချိန်ပြအခုလိုချိန်မိုးကလည်းရွာလိုက်တော့ကွက်တီဖြစ်သွားတာဗောဗျာမဲဆွယ်နီးတမျိုးဗျာအဲဒီချိန်မှာထားပြီးတော့ပြဿနာတက်တဲ့လူတယောက်ရှိတယ်ဗျာ သူကတော့88အဝါရောင်ပြန်ကြီးပါပဲဗျာသူကပြည်သူတွေကိုမေးလိုက်တယ်ဘာဖြစ်ချင်နေတာလဲတဲ့ဆိုတော့မိကုန်းကိုအာရပါရမေးလိုက်တာပြောချင်တာတော့ဗျာငါလဲမြောင်းနဲ့မစင်းရဲဘူးတဲ့သူတို့ဒါစင်းရဲတာငါကတော့မစင်းရဲဘူးအဲ့တော့ပြည်သူတွေမေးမနေနဲ့ဘာဖြစ်ချင်တာလဲဆိုတော့တခွန်းသာပြောလိုက်ပါတဲ့အဲသူနဲ့အပြိုင်ရှိသေးတယ်နော် အာရပါရပြောပြောနေတာအခုဆိုလို့ရှိရင်တောင်သူတိုးတက်ပါတဲ့ဆိုလာဗျာအပါတီကဥက္ကဋ္ဌကြော်စွာဆိုးဆိုလာပဲဗျာသူကလည်းမီဒီယာတွေနဲ့တွေ့ရင်အာကောင်းမောင်းတန်ဟောပြောပွဲနေတဲ့တွေ့ရင်အာကောင်းမောင်းတန်အာကောင်းမောင်းတန်ပြောလိုက်တဲ့စကားတခုကလည်းအမတန်ကောင်းပါတယ်အခုရွေးကောက်ပွဲကထွက်ပေါက်တစ်ခုပါပဲတဲ့ဒီထွက်ပေါက်ကိုပဲလောက်ကြရအောင်ပါတဲ့ကြံတဲ့ထွက်ပေါက်ဆိုလို့ရှိရင် ူသေးကိုသေးချကြတာသူသေးကိုသေးပြစ်ကြတဲ့ခါကြတော့အစင်မပြေပါဘူးတဲ့သူကတော့ဟိုကပြင်းရင်ကိုကပြေးသူကပြင်းရင်ကိုကပြေးဟဲအထွက်ပေါက်ကိုပဲကြိုက်ပါတယ်တဲ့ဗျာအာပါတရမဲဆွယ်ဘွဲကာလမှာတတိရှိရှိကြုံဝါသွားတာဒီထွက်ပေါက်ပါတယ်ဗျာကဲဗျာအခုဆိုလို့ရှိရင်မဲဆွယ်စီယုံဝင်းနောက်မှာလိုက်နေတဲ့ဆိုင်ကယ်ဘေးတွေဆိုင်ကယ်ဘေးတွေတွေ ပေါက်ကွဲနေပြီဗျာလုံးဝကိုပေါက်ကွဲနေပြီဗျာပတ်စံလည်းမပေးထမင်းတုပ်လည်းမကြွေးကိုသိရိတ်ကိုစားပြီးတော့ကိုလိုက်နေရတာအပတီအပတီချင်းလေးပါတီနောက်ကိုအတင်းလိုက်နေရတာအေးဗျာပတ်စံဘလူကိုပေးထားလဲအုပ်ကြီးတွေပေးထားလဲဆိုတော့လေအုပ်ကြီးတွေကလည်းဟောက်စားလှုပ်တယ်ဗျာမောင်းထုတ်တယ်ဗျာဒီလိုခြေနေတဲ့ခါဆိုတော့ပေါက်ကွဲပြီပေါ့ဗျာနေ့စဉ်ဝင်ငွေလှုပ်ရှားနေရတဲ့ဒီဘေးတွဲသမားလေးတွေကခုဆိုလို့ရှိရင်ဟာအဲ့လိုနှိတ်ကိုခံအဲ့လိုမတိကျွံ့ပြုတ်ခံတဲ့ခါကျတော့ မဲဆွဲပေးရတာလကားအဖြစ်သွားပြီဗောသူတို့ခင်ဗျားရဲ့စာဝင်နေရလဲရှိသေးတာကိုအော်ဒါနဲ့ဒီကြားတဲ့တာဆာညာပါရိယအမတ်လောင်းကမဲဆွေနေတော့ဗျာရှေ့မှာကထိန်ကားလှဲ့တာကိုအော်ကြာတယ်ဆိုပြီးတော့ကြော်တက်လိုက်ခါမှဒုံငနဲ့အုံငနဲ့အတန်ကြားပြီးတော့တတိလစ်ပြီးနတ်ပြီးရောက်သွားတယ်ဆိုလားပဲတရင်ကတော့ကြားနေပြီဗျာတာဆာညာတူကတော့ ထူးထူးခြားခြားဒုံကနေကားတိုက်ခံပြီးတော့လစ်သွားပြန်ပြီဗျာအေးကြံသေးတယ်နော်တောင်ကြီးမီးပုံးပြန်ဘွဲမှာမီးပုံးပြန်နေအာပါတရားလွှတ်လိုက်ကြတာဗျာနေမီးပုံးနေရောညာမီးပုံးနေရောအာပါတရားလွှတ်လိုက်ကြတာထူးထူးခြားခြားဒီနေ့မှာပဲမီးပုံးနေရလဲအပေါ်တက်ပြီးကမှမီးလောင်နေဗျာတော်တော်များများလောင်ကြတယ်အေးထူးထူးခြားခြားမီးပုံးတပုံးကတော့ မိုးပေါ်ပြန်စီခြင်းလို့မိုးပေါ်ကိုပြန်တဲ့ခံရမှာအပေါ်ကမိုးပေါ်ကလက်မခံတော့မိုးတွေရွာချလိုက်တာအောက်ပြုတ်ကြပြီအောက်မှာလူအုပ်ကြီးကလည်းမိုးရွာတဲ့အတွက်အိုးပြေးကြလွှားကြပြီးပြီးပြပြနဲ့အကုန်လုံးပြီးလူပြီးကိုလာရွှေအပါဝင်တော်တော်များများတောင်နှက်ပြီးရောက်သွားတယ်ဆိုလာပဲဗျာဒဏ်ရာရတဲ့လူတွေကလည်းအများကြီးပဲတဲ့အော်မိုးပေါ်တက်သွားပြီးမိုးမင်းကလက်မခံတဲ့ မိဘုံကြီးကဘာတစိမ့်လဲဆိုတဲ့ခါကျတော့ကြံခံရေးခြင်သေးတစိမ့်ကြီးပါတယ်ဗျာကဲကြာပြီကြာပြီလာယူဤစီကပယ်လိုက်တယ်음မောင်းထုတ်လိုက်တယ်86ဦးတည်းကတက်ဦးကိုတော့ပြန်ပြီးတော့ဝင်ခွင့်ပေးမယ်ဆိုတဲ့အတန်လဲကြာရောဗျာ ။တက်ကို၍တက်ကို၍တက်ကို၍ပြီးပြီးကို၍တက်ကို၍ဆိုပြီးအာပတယပြောနေတဲ့ဒုတိယကတော့အပြာရောင်ပြီးသုံးလုံးပြီးပြီးပြာပါတီဥက္ကဋ္ဌကြီးတက်တက်ခံမဲဖြစ်ပါတယ်ဗျာ။ကဲတော်လည်းမြို့ရောင်းဒီဘက်တွေ့ကြတဲ့အကြောင်းအရာလေးကတော့လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့တဲ့ရင်တွေကိုကိုပီတာတယောက်အနေနဲ့ရွှွှွှွှွေတဲ့စကားလုံးနေနဲ့ပေါ်ပြပြီးတော့ဖြစ်ပါတယ်။တော်လည်းမြို့ရောင်းအားလုံးပဲဒီဗီဒီယိုတော့တော့နေပဲဆုံးသက်လိုက်ပါတယ်။ ောက်ထပ်ဗီဒီယိုမှာတော့နောက်သတင်းတွေနဲ့ပြီးတော့ကျွန်တော်ရဲ့ကိုကျိုဘရိုနီရဲ့ channel လေးကို like and subscribe လုပ် like and subscribe ဒီဘေးအကောင်တွေလာကြည့်မြင်တက်လာသမျှဗီဒီယိုနဲ့သတင်းအားလုံးကို issue နားဆင်နေရဖြစ်ပါတယ်ဒီ channel လေးမှာကတော့မနက်ပိုင်းသတ္တနာ යි ကိုသတင်းနဲ့ည၈နာရီကိုသတင်းနှစ်နေ့ကိုနှစ်ကြိမ်တင်ပြပေးပြီးတော့ပြတော်တော်မျိုးတွေအားလုံးပဲတော်နိုင်ပြီးတဲ့အတူတူ၈၀ရှောက်ကြပါစို့ဗျာ